မင်္ဂလာပါခင်ဗျာယနေ့တင်ဆက်ပေးမယ့်ဇလန်းလေးကတော့စာရေးဆရာဆက်မင်းအောင်ယူပရေးသားထားတဲ့ depression ဆိုတဲ့ပြဿနာကဇလန်းကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဇလန်းလေးမစခင်မှာကျွန်တော် channel လေးကို like and subscribe လုပ်ပြီးဘေးနာခေါင်းလောင်းလေးကိုနှိပ်ပြီးပို့တောင်းဆိုပါရစီခင်ဗျာညီမကြီးအကိုတို့မင်းညကတစီ၆ခံရလို့ကိုကျော်မြတ်တို့လင်မြချေပြက်လက်ပြေထိုင်ချရင်ပြောလိမ့်တယ် ဘေးနားမှာခြောက်ခင်ရတာလေအလौတ်အတွက်ဆင်းများပြုစုနေရင် ကျမမေးလိုက်တဲ့ညီမညွှန်းလိုက်တဲ့အဆောင်မှာပေါ့ကျမမျက်လုံးပြူးသွားမိတယ်ကျမညွှန်းလိုက်တော့အဆောင်တွေသစေခြောက်ခင်ရသည်ဆိုတော့ကြောင့်အားလဲနာသွားမိတယ်စစ်တွေဘက်မှာမန်လေးတို့အလौတ်လာလို့တော့ဆွေမြကင်းမျိုးမကင်းကိုကျော်မြင့်တို့လေမြအဆင်ပြေစီရန်အလौတ်ငါလုံခဲ့တော့ငါနှစ်နှစ်ခန့်ကကျမနေထိုင်ခဲ့ဖို့တော့အဆောင်တို့လမ်းညွှန်လိုက်ခြင်းပင်ဖြစ်တယ်အိမ်နောင်တဲ့ အများစုနေထိုင်ကြသောအဆောင်လေးဖြစ်ပေတဲ့ဘလိုတွေဖြစ်တာလဲကျမကိုအသေးချာလေးပြောပြပါဦးမေခွန်ထုတ်က သူတို့၏အဖြေကိုနားထောင်လိုက်တော့ဒီလိုပါညီမကြီးအကိုတို့ညီမညုံးတဲ့အဆောင်ကိုရောက်တော့မိုးချုပ်နေပြီည၈နာရီခွဲဝင်းကျင်ဖြစ်နေပြီအဆောင်ပိုင်ရှင်နဲ့ပတ်စံချီပြီးစကားပြောနေတာနဲ့အဆောင်ထဲဝင်တော့၉နာရီထိုးကနေလောက်ပေါ့ဟုတ်ကိုအဲ့ဒါအခန်းကားလေးဖွင့်လိုက်ရော့လင်မယားနှစ်ယောက်စလုံးကြက်သိမ်းထားသွားတဲ့ မန္တလေးဆောင်အေးပို့လို့ချမ်းနယ်ပဲလင်မယားနောက်ကထင်းလိုက်ကြတာပေါ့ဒါပေမဲ့အခန်းထဲလေးရောက်ရော့ညီးတန်လို့လို့အော်တန်ကြီးထားတာထွက်လာတော့တာပဲရှင်ဘလို့ညီးတန်မျိုးလဲနာနာကြီးချင်းအော်ညီးသလိုအတန်ကြီးပေါ်ညီမကြီးပြောရင်းနဲ့ရက်သိန်းတောင်ထားလာပြီထိုးစဉ်ကိုကျော်မြင့်ဇနီးကဝင်ရောက်၍ဟုတ်တယ်ညီမကြီးဘလို့အမျိုးမီတဲရမန်းကိုမသိတဲ့အော်တန်ကြီးပါယောက်ျားတန်လားမိန်းမတန်လားကျမမေးလိုက်တော့လင်မယားနှစ်ယောက်စလုံးဘိုင်းတူဖြစ်ကြတယ် မိမတန်းဘေးကန်းကတန်တွေရောဘာတွေရောမဖြစ်နိုင်ဘူးလားမဟုတ်ဘူးညီမရမျက်စိနဲ့ပါမြင်ခဲ့ရတာကျမအံ့ဩသွားတယ်ကျမထိုးဆောင်က ပြောင်းလာခဲ့သည့်ချိန်တည်းတစီတရေ6တီဟုတကားမှမကြဘူးကေကြုံလဲမကြုံဘူးသိချားလားသိချားပါတယ်ညီမရေ အကိုတို့လေဘေးကန်းတွေမှာလေလင်မယားတွဲတွေပဲနေတာဆိုတော့ဘေးကန်းကအတန်ပဲဖြစ်မှာပေါ့လေဆိုပြီးဝင်သွားလိုက်တာဘယ်မှာမြင်ခဲ့တာလဲရေချိုးခန်းထဲမှာညီမရေ ရေချိုခန်းသားလေးရောက်ရောအထဲမှာသပင်စုပ်ပွားနဲ့မိမတယောက်ခလေးချီပြီးရက်နေတာဗျာဟင်ဟုတ်လားနောက်တော့ရောဘာဖြစ်ဆက်ဖြစ်သည်လဲအဲ့ဒီသစီမကိုဖြက်ခနဲ့မြင်လိုက်ရပြီးပျောက်သွားတယ်ခဏလောက်ကြာတော့တားချော့ဒီလိုလိုတချင်းတွေရောကလေးငိုတန်လိုလိုအကြောင်းအော်တန်လိုလိုတွေကိုအတန်တွေပါထကြအပြင်ရောအဆောင်မင်းကခွေးတွေကပါ မစီမဆိုင်ထောက်ဟုတ်တော့လင်များနှောက်စလုံးအခန်းထဲကတကြိုးတည်းပြေးထွက်ဖြက်ခဲ့ရတာပေါ့နောက်ပြီး အကိုတို့ကြားတဲ့တန်တွေကိုဘေးကန်းတွေကလုံးဝမကြားဘူးတဲ့ကိုကျော်မြင့်မှာယခုအချိန်ထိအကြောက်မပြေသေးပုံရတယ်စကားပြောနေရင်နောက်ကျောမလုံတော့ဟိုကြည့်ကြည့်လုံနေပြီတဲ့ကိုကျော်မြင့်ဇနီးကအဲ့ဒါနဲ့ညီမတို့လည်းအဆောင်ပိုင်ရှင်ကို ပြော့ပြအဲ့တွေ့ဆောင်ပါပဲညပြီကိုညီမစီတန်းလာခဲ့တာပါပဲတလားစာကြိုတင်းငွေလေပြန်မတောင်းတော့ဘူးနေလဲမနေရတော့ပါဘူးညီမရေကိုကျော်မြင့်တို့လင်မြပြောခဲ့သည့်စကားများကိုနားထောင်ရင် ျစ်မဘဝင်မကြနိုင်ပါဒါတကယ်ပဲသစီ၆တာပဲလားအဲ့ဒီစီကရောဘယ်သူလဲအလုတ်အားလျက်တရက်တွင်တော့ထိုဆောင်တို့သွားကသစီ၆တီဆိုတော့အခန့်အားသွားရောက်ကြည့်ရှုခဲ့ပါတယ်ထိုခါမှထိုသစီမဘသူဆိုတာကို ကျစ်မရှင်းရှင်းလင်းလင်းသိလိုက်ရပါတော့တယ်နင်ဖာတယ်မလုံးမစောက်ဆန်ရမှာမဟုတ်ဘူးရိုးသားသားရှာလေရတယ်မဟုတ်ပါဘူးမောင်ရင်ညတို့ကမောင်စိတ်ညစ်နေတာမကြည့်ရလို့ပါ မောင်မေဆေးဘူးတော့ကလည်းငွေရမ်းလိုနေပြီမို့လားငွေလိုနေတာကမှန်တယ်လေဒါပေမဲ့နင်ဖားတယ်မလုပ်ဆရာမလုပ်ဘူးလို့ငါပြောနေတာနင်နားမလည်ဘူးလားမြန်တို့အခုလုံမှာကဖားတယ်လို့မဟုတ်ပါဘူးမောင်ကတိမီပါမှာကတိပီလည်းဖားပဲအားလုံးတူတူပဲကတိပီမိခံပြီးနောက်ကွယ်မှာဖြစ်ကျင်နိုင်ဖြစ်နေတာကြီးပဲနင်ကမိမ့်ပါလေငါနေရာလဲဝင်ကြည့်အောင်ဘလောက်ပူလောင်နေမလဲလို့မောင်မင်းကလေးတွေရဲ့ခန်းစားချက်ကိုနားမလည်သေးပါဘူးမောင်ရဲ့ မင်းကလေးတွေကကိုကြည့်တဲ့သူမျက်နှာလေးတစ်ချက်ညှိုးမကတော့မလိုလားတဲ့သူပါကိုဘက်ကတဆန်းနိုင်လောက်တော့ဖြည့်စီပေးချင်ကြတာပဲလေစိုးတဲ့မောင်ကဒေါသတကြီးအော်ဟေပြိုးစော်နေတော့လေမျက်နှိုးသူကြီးလေတံကတော့ဆန့်ညီပဲဆန့်လုံးစွာပျော်ပြောင်းနှူးညံ့နေပါလေငါလဲပတ်စံရှာနေတာပဲထိုင်ဖြုံးနေတာမှမဟုတ်တာဟဲစောက်စည်းဝါးကြီးကလောက်ရတာအဆင်မပြေရတဲ့ကြားလေမင်းကတမျိုးကွာ မျက်နှိုးကို မောင်းကြိုက်တယ်လို့ဆဲပါမောင်းရပါတယ်မျက်နှိုးစိတ်မဆိုးပါဘူးမျက်နှိုးကိုဆဲလိုက်လို့မောင်းစိတ်တဲ့နည်းနည်းလောက်ဖြစ်ဖြစ်ပေါ်သွားမယ်ဆိုရင်မျက်နှိုးကျင်တတ်ပါတယ်စိုးတဲ့မောင်စီကစကားသံထွက်မလာတော့မျက်နှိုးသူကပင်ဆက်လက်၍စိတ်ချပါမောင်းရင်မျက်နှိုးရဲ့တိတ်ခါနဲ့ကိုကျင်တရားကိုမောင်းယုံနေမို့လားဒီလောက်တခုပဲငွေရလွယ်လို့ပါမောင်းရင်ဒါပေမဲ့ဒါပေမဲ့ကွာဒါပေမဲ့ဘာဖြစ်လဲမောင်းမောင်ပါပြောချင်လေမျက်နှိုးသိပါတယ် မြန်တော့ကိုလကစားဝင်နဲ့လှုပ်လို့ရတဲ့ငွေဝင်ကအိမ်တော်တကူတွေမလွန်အောင်ဘူးမောင်အဆောင်လကကျွေးကြံတာကြလည်းပေးအောင်မှာမို့ပါမောင်ရဲ့အဲ့ဒါကိုသိပါတယ်မောင်လည်းလှုပ်သည်မြစီးပွားရေးကတခိုးမှမအောင်မြင်ဘူးကွာစိုးတတ်မောင်ကြီးလေးတန်ကပြန်လွှဲရနူးညံ့လာတယ်အင်းမမောင်ရဲ့စိတ်ဓာတ်မကြပါနဲ့လူမသိငွေမရှာပါဘူးမြန်တော့တို့တူတူစူးစမ်းပြီးရှာလို့ရပါသေးတယ်မောင်ငွေရလို့ခြင်းနဲ့မြန်တော့ မြန်နိုးတို့အမိန်သွားကြမလားမအောင်အကျိုးချောင်းလေးပြောပြီးအကူကြီးတောင်းကြည့်ရင်တော့ရလောက်တယ်တိတ်ဆန်းမြန်နိုးနင်းစောက်ပစက်ကိုပိတ်ထားလိုက်တော့ငါ့ကိုနင်းမိပါသည်သွားဘူးလာမပြောနဲ့လီးတော့မသွားဘူးကွာမြန်နိုးသူကောင်းလင်းကောင်းကမျက်ရည်တဆန်ဆန်မောက်မနာမောက်အတကပဲမြန်နိုးတို့အစဉ်ပြေဖို့ကိုတားဆီးနေတာပါမောင်ရဲ့ဟုတ်ကဲ့ပါမောင်မြန်နိုးနောက်မပြောတော့ပါဘူးမြန်နိုးတို့ပတ်စံများများရဖို့အတွက်မြန်နိုးကိုဒီလိုလှုပ်ခွင့်ပြုပါနော် မြန်နိုးတက်တက်လို့မလုပ်ပါဘူးမောင်အလုပ်တစ်ခုခုစဖို့အရင်နေ့လုံလောက်ရတာနဲ့မြန်နိုးထွက်မှာပါအေးတားမရလေလုပ်ကွာဘဘာညာရတန်တော့မကြားကျင်ဘူးနော်ကြားတာနဲ့အဲ့ကောင်တွေကတော့လုံမှာမဟုတ်ဘူးနင့်ကိုပဲတက်မှာကြားလားဟုတ်ကဲ့ပါမောင်ထမင်းစားချိန်အောင်တော်တော်ကြောနေပြီမို့စိုးထက်မောင်ဗိုက်စာနေမိကိုမြန်နိုးသူသိတယ်ထို့ကြောင့်ထမင်းလေးနှစ်ပကံခုပြီးအလုတ်ကပြန်ဝဲလာခဲ့တော့ပေပြားတို့ထုံးလေးကိုဖြေက ပကံထဲသို့ခွဲထည့်လိုက်တယ်။မောင်ထမင်းစားကြအောင်နော်။ဘာရင်လေ။လစာမထုတ်သေးတော့ပဲပြားတုပ်လေးပေါ့မောင်ရဲ့။လစာထုတ်ရင် မောင်ကြိုက်တဲ့အခောက်ကင်တို့ခောက်ဆွဲကြော်တို့မျက်နှာကိုကျွေးပါမယ်နော်။အခုတော့ဒါလေးနဲ့မျက်နှာသူကြီးစကားပင်မဆုံးလိုက်။စိုးတဲ့မောင်ကသူ့ဤထမင်းပကံကိုမောက်ပြစ်လိုက်တယ်။လီးတော့မစားဘူးကွာ။မောင်ရဲ့ဖိတ်စင်ထွက်သွားတော့ထမင်းများကို ကြည်ရင်သာမျက်နှာသူငုံနေပါတော့တယ်။တကယ်တော့ စိုးတဲ့မှမသိအောင် KTB လောက်ကိုမျက်နှာသူခိုးပြီးလုံနေဒီမှာနှစ်လလောက်ရှိပြီဖြစ်တယ်။စိုးတဲ့မှမတော်စားတီးသွားခဲ့လျင်တောင်းကျမ်းမီဟုတငယ်ချင်းဖြစ်သူကသတိပေးစကားပြောတော့ကြောင့်ယခုမှဆလိုသည့်ဟန်ဖြင့်ပြောဆိုခွင်းတောင်းခဲ့ခြင်းဖြစ်ပေတယ်။သူတို့လင်မြနှောက်ဤဘဝခီးကန်းကလည်းကြက်တန်းလွန်လာတယ်။မျက်နှာသူဤမိဘများကသဘောမတူတဲ့ဖြစ်စိုးတဲ့မောင်တို့အဝတ်တထဲကိုတခုဖြစ်ခိုးပြေးခဲ့ကြတယ်။မျက်နှာသူဤမိဘများကလည်းတမိမိုက်ကိုအမွေပြဆွန့်လွတ်ချင်တော့လေ သမီးတယောက်တည်းရှိတာမို့စိုးထမ်းမောင်မပါလျင်အချိန်မွေးအိမ်မော်တို့ပြန်တက်လာဖို့ပြောထားတယ်။စိုးထမ်းမောင်နေပသက်နေတုံးဆိုပါကအိမ်ရိပ်ပြီးမနေရန်စကားပြက်ပြောထားတယ်။ဒီလိုနဲ့မြန်နိုးသူမှပါတဲ့လက်ဝလက်စားလေးတွေထူခွဲရောင်းကြပြီးလင်မယားနှစ်ယောက်အိမ်လေးတစ်လုံးငါးပြီးနေထိုင်ကြတယ်။အစာပိုင်းတော့အဆင်ပြေပေမဲ့ရေးစေးဆိုလျင်အိမ်ငါးတီထက်အဆောင်ငါးတီကအဆင်ပြေတာမို့တငယ်ချင်းတယောက်နေတော့အဆောင်တို့ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။ KTV တွင်အလုံးလုံးသူအများစုနဲ့ အိမ်နောင်တဲ့အများစုငားရနေထိုင်သောအဆောင်ဖြစ်တယ်။မြန်နိုးသူလာကစားဝင်တဲ့အလုတ်တစ်ခုမှအလုတ်ရသည်တည်းစိုးနှံမောင်ထံမှအလုတ်ဟူ၍လက်ညှိုးထိုးပြစရာမမေ့ရမရှိ။ပွဲစားရောင်ရောင်ဘာရောင်ရောင်နဲ့သာအချိန်ကုန်၍နေလျက်မြန်နိုးသူကရှိတာလေးနဲ့လှအောင်ဝေးရတာလေးနဲ့ဝအောင် စားနိုင်တော်လေစိုးထံမောင်ကတော့ထို့သို့မဟုတ်သူတစ်ပါးဝတ်တာ စားတာကိုကြည့်ပြီးအားကြကမြန်နိုးသူကိုအမြင်နာဖို့နှစားလှုပ်လေရှိတယ်။ သူများလင်များတွေအားကျလိုက်တာကွာ။တွာလာစားလောက်နေလာတာ။ငါတို့နဲ့တော့တခြားစီပဲ။မင်းတို့လည်းတနေ့ဒီလို ဖြစ်လာမှာပေါ့မောင်ရဲ့။မောင်ဆိုင်ကလေးဒစီလောက်လိုချင်တယ်မင်းတို့။ဆိုင်ကလေးဒစီလောက်ရှိတော့မောင်တို့တွားရလာရလေအဆင်ပြေတဲ့လူမင်းလည်းတင့်နေတယ်ပေါ့။အင်းမမောင်ရဲ့မောင်လိုချင်တဲ့ဆိုင်ကဘလောက်လဲရင်။သိန်းနဲ့စလောက်တော့ရှိတယ်မင်းတို့။မများလုံးမူလားမောင်ရေတရုတ်ပင်းလေးတက်ကရော မောင်မကြိုက်ဘူးလားမကြိုက်ဘူးမြန်တို့ ီယိုဝင့်ကဘောင်းဝင်ပါဖို့ကွာရိုးရာဘေးမှာလူထင်းကြည့်တာအော်မောင်ရေအခုချိန်မှာလူချင်းရုံမလိုပါဘူးတော်တော်လာလာလေးအဆင်ပြေရင်ပဲလုံလောက်ပါပြီမတီးဘူးကွာရိုးရာဘေးမဲ့ဝယ်မဲ့အဲ့ဘေးမှာမရရင်မဝယ်ဘူးစီလည်းမစီဘူးဒါပဲတစထိုးဆန်လုံးလာတော့စိုးတဲ့မောင်ကြောင့်မျက်နှိုးသူမရှိသည့်ကြာကစိုးတဲ့မောင်လူချင်းပါသည်ဆိုတော့ဆိုင်ကအားဝယ်ပေးခဲ့တယ်စိုးတဲ့မောင်ရဲ့မျက်နှာတွေပြုံးနေလျင်မျက်နှိုးသူကျဉ်နှက်တယ်လေယခုတော့ တို့လင်မြညောက်တွင်ဆိုင်ကတစည်းသာအဖတ်တင်တော့တယ်။ဒါကသူတို့ဘွားအခက်ခဲချင်းဤအစာ။မလုပ်ပါနဲ့မောင်ရေ။မောင်ကိုမြင်လို့ရှာကြွေးပါမယ်။တော်စမ်းမြင်လို့နာမီမထပိန်သာခိုးစားတတ်တဲ့ကောင်းမဟုတ်ဘူး။ငါကုံပြောထားပြီးပြီ။မနေ့ဖန်ညာအလုတ်စားစင်းတော့မယ်။ဒါမင်းသိအောင်ပြောထားတာ။စိုးတဲ့မောင်ကကလပ်တစ်ခုတွင်ဒေါ်မန်လှုပ်ဖြစ်မိဆိုတော့ကြောင်းမြင်းတို့သူကတားဆီးနေခြင်းဖြစ်တဲ့အင်္ဂါသားပြီးပြီးစိတ်ဆက်လွန်းလာတော့စိုးတဲ့မောင်ကြောင့်ကို မျက်နှိုးတို့တီးတော့ကြောင်ပင်မဖြစ်ပါဘူးမောင်ရေမောင်ကတိုးဆိုစိတ်ထင်းနေတာမဟုတ်ဘူးတော့ကြရန်နေပါတယ်ဖြစ်မှာစိုးလို့ပါမောင်ရေမောင်တို့မျက်နှိုးကပြောတာပါငါ့ကိုလာမပြောနဲ့မျက်နှိုးနင်းအောင် KTV လုံနေသေးတာပဲငါကဒေါ်မန့်လောက်တာဘာဆန့်တလေမောင်တို့စိတ်ဘူးလို့ပါပူမနေနဲ့ငါထက်ငါမေကအရေးကြီးတယ်အမေတို့ဆေးုံစိတ်တွေရောဆေးဘိုးတွေရောလိုအပ်တယ်နင်းနားမလဲဘူးလားနားလဲပါတယ်မောင်ရေမောင်မေကမျက်နှိုးမေပါပဲ မြန်နိုးလဲစူးစားပြီးရှာနေပါတယ်။ငါနေပင်မန်းတာကိုမကြည့်ရဘူးမြန်နိုးပြီးတော့အဲ့လုတ်ကိုလည်းမလုတ်စေချင်တော့လို့ငါလုတ်လို့တော့မလို့ကျေးဇူးပြုပြီးငါကိုမတားပါနဲ့။တားမရတော့စိုးထံမောင်ကိုမြန်နိုးသူ တားမနေတော့ပါ။မိဘပေါ်တိရက်တော့တားတော့ဘေးမသိရံမခဖို့သာစူတောင်းရင်စိုးထံမောင်ဆန္ဒကိုလာရောခဲ့လိုက်ပါတော့တယ်။စိုးထံမောင်လုတ်လုံနေတော့တလာခွဲလောက်ကြာတော့သူ့တငယ်ချင်းစီမှာသူ့မထင်မထားတော့စကားတခုံးကိုမြန်နိုးသူကြားလိုက်ရတယ်။ ဟုတ်လို့လားခင်လေးရေတေချာလို့လားဩမတေချာဘဲနဲ့ငါကနင့်ကိုလာပြောပါမလားနင့်ယောက်ျားအဲ့ဒီအမျိုးသမီးနဲ့တွေ့နေတာတလာနေပါလောက်ရှိပြီတဲ့ငါသားတော့ငါမြုံဘူးဟာငါကမောင်ကငါ့ကိုအယမ်းချစ်တာဟာသူဒါမျိုးလုံးလိမ့်မယ်လို့ငါအိမ်မက်တော့မမှန်ဖို့ဘူးအေးနင်ကအိမ်မက်တော့မမှန်ဖို့လုံနေဟိုမှာကလက်တွေဖြစ်နေပြီအချိန်မလိုခင်တားလို့စီးလို့ရအောင်ငါပြောပြတာကျေးဇူးပါတန်ငယ်ချင်းရေ ငါတင်ညာအင်းရောက်ရင်မောင်ကိုမေးကြည့်ပါဦးမယ်။အေးချော့မော့ပြီးလဲမေးအောင်။ငါပြောတယ်လည်းမပြောနဲ့။တော်ကြနင်းယောက်ျားကအရင်ကတည်းကမှဒေါသအိုး။ငါပြဿနာလာရှာနေမယ်။စိတ်ချပါဟာငါမပြောပါဘူး။ပြောင်းလဲသွားသောဆိုးထက်မောင်ပေါ့။မြန်နိုးတို့ရဲ့ယုံကြည်မှုကတော့ပြောင်းလဲမသွားခဲ့ပါ။ဟုတ်တယ်မြန်နိုး။မောင်အဲ့ဒီကလက်ကအမဲလာနေတဲ့သမောသားတယောက်ရဲ့ဇနီးနဲ့တွဲနေတဲ့ဟင်တကယ်ပဲတွဲနေတာကမောင်ရဲ့မြန်နိုးမှာ ဘာအပြစ်ရှိလို့အဲ့ဒီလိုလုပ်ရတာလဲဟင်ပြောပါမောင်ရေမျက်နှာမှာအပြစ်မရှိပါဘူးမောင်လဲမျက်နှာပေါ်သစ္စာမဖောက်ပါဘူးမောင်ကိစ္စလေးတခုရှိလို့ပါဘာကိစ္စလဲမောင်မျက်နှာကိုပုံဝင်လေးပြောပါမျက်နှာတို့ကလင်များတွေလေမောင်သူစီကပတ်စံချူမလို့ရှင်ဟုတ်တယ်ဟိုတစ်ဘက်ကအမေတို့စီဖုံးလာတဲ့သူတို့ငွေရမ်းလိုနေကြပြီမောင်ရေအဲ့ဒီလိုတွေရှောင်မလို့ပါနဲ့မောင်ကမျက်နှာရဲ့တအူးတဲ့တော့ယောက်ကြပါ မောင်ကိုမြန်တို့တယောက်သေးပဲပိုင်ဆိုင်ပြစီမောင်မောင်ကိုဆုံဆုံရမှာမြန်တို့ကြောက်လို့ပါမောင်မြန်မောင်ကိုမြန်တို့ပိုင်နဲ့စိတ်မှုပါနဲ့ဟုတ်ကဲ့ပါမောင်အော်တာနဲ့မောင်မီတို့ပတ်စံဘလောက်လိုနေတာလဲဟင်တင်း30လောက်ပေါ့ဘာဖြစ်လို့လဲမောင်ကိုဆုံဆုံရမှာမြန်တို့ကြောက်တဲ့တစ်ဆက်သေးမှာပဲမောင်ကိုယောက်ျားပိုင်လို့တယောက်ဖြစ်မခံနိုင်နားတဲ့တွင်စကားတခွန်းကိုပြန်ကြားရောက်မိတယ်ဒါအကိုလိမ့်စာကပ်ပဲဖုန်းနဲ့ပဲလဲပါတယ် အကိုနဲ့တညာပဲအတူနေပြီးညမတွေ30အောင်မလျော့စရာဘူးအပြုစုကောင်းရင်ကောင်းတယ်လို့ပေါစုထက်ပေမဲ့လိုအပ်နေတဲ့ချိန်ဆက်သွလိုက်ပေါ့မြန်းတို့သူကကတိပီမှာအချောဆုံးလာဆုံးမို့လူကြိုက်များတယ်တချင်းတူဆူုံနေအားမရပဲအတူအိမ်ရန်ခေါ်ခိုင်းရသည်မှာလေခဏခဏရက်ကုတ်လေမောင်ပြောလိုက်သည်တင်30ဆိုသောစကားကြောင့်အသက်40ရွယ်လုပ်ငန်းရှင်တအုပ်ကအတူနေရန်ခေါ်ထားသည်ကိုဖြက်ခနဲ့သတိရမိလိုက်တယ်မြန်းတို့ မောင်မင်းနေတာကြာလားဘာလို့စဉ်းစားနေတာလဲဩဘာမှမဟုတ်ပါဘူးမောင်အဲ့လိုတွေဇာမရှုပ်အောင်တခုခုလုပ်ရင်ကောင်းမလားလို့ဘာလို့မလို့လဲမင်းတို့ကလေးယူမလို့မင်းတို့သူကြီးမပွင့်တပွင့်စကားကိုကြားတော့စိုးထက်မောင်ပြုံးနေဟာမောင်ပြုံးနေတော့အဲ့လိုလေးမပြုံးနေပါမောင်ရေ မောင်ပြုံးလေးမြင်လဲရရင်လေမင်းတို့ရဲ့ရင်ထဲမှာဤသွားတာပဲတိလားမောင်ပြုံးမဲမြင်နေတာလားမောင်ရင်သူလေးရဲ့အပြုံးကိုရောမမြင်ချင်းဘူးလား ဟာမောင်ကလည်းဘာလို့ပြောနေတာလဲကွာရှစ်လာပြီငုံနေတော့မြန်တို့ဤခေါင်းလေးကိုစိုးတဲ့မောင်ကလက်နှစ်ဖက်ပြေးဆွဲယူကမှော့လိုက်တဲ့မရှက်ပါနဲ့မြန်တို့ရဲ့မောင်မေးတာပဲဖြစ်ပါမြင်ရင်လားမမြင်ဘူးလားပြောမြင်ရင်နဲ့မောင်ဟုတ်ပြီမြင်ရင်နဲ့ဆိုရင်စိုးတဲ့မောင်စကားမဆုံးသေးခင်မိပြတ်သွားတယ်တန်းလန်းဖြစ်သွားတော့စကားတန်ကဆက်ထွက်မလာတော့ထို့အတူပင်ဖျောင်းနိုင်ထွင်ရန်လေသူတို့မကြိုးစားတော့ပါ မန်းလေးမျိုးကြီးမိပြတ်တော့ ထိုတညတွင် သူတို့လင်မြနေအောင်အိယာစောစောဝင်ခဲ့ကြလိမ့်တယ်။တပတ်ကြာမှာတော့ငွေသိန်းသုံးဆယ်နဲ့တညကိုမြန်တို့သူလဲလေလိုက်လိမ့်တယ်။ညတညဆိုခြင်းထက်ထိုညတဲ့တွင်သူတိတ်ခါပါသည် သူမာနာပါသည်သူ့ချက်တရားကိုပါရောထုလျက်ရှိတယ်။သူ့ဘဝမှာစိုးတဲ့မောင်တယောက်တည်းကိုသာပြုစုပေးဖို့သောပြုစုအားလုံးကို ထိုသူအားပြုစုပေးခဲ့ရတယ်။မောင်ပေါ်တစ္ဆာမေတော်လောက်ရမျိုးသူလောက်ခဲ့မိပြီလား။သူမသွားပြီလားလို့ပြန်စင်းစားကျင်တော်လေ မောင်ပြုံးကိုမြင်ကြည့်တော့မောင်စင်စင်ရဲမကို မလိုလားတော့စိတ်ကစဉ်းစားခွင့်မပေးခဲ့ကြည်ဆိုင်ရင်တည်းပြီတော့ဘောနဲ့နဲ့ဧည့်သည်များစီမရတော့ဘောက်ဆူးများကိုစူထားတော့ငွေဟုလိန်ကမောင်ကိုပေးသူပေးခဲ့တယ်မောင်မိဘတို့မောင်လိုအပ်တော့ငွေသိန်း30ကိုမောင်လက်ထဲအပ်လိုက်ချိန်မှာမြင်ရတော့မောင်ပြုံးကမြင်လို့တောင်သူစိတ်မပါသူနဲ့အဲ့ချိန်မရှိအောင်ပင်တညာလုံးပြုစုပေးခဲ့ရကြိုးနှက်ခဲ့ပါတယ်မြင်လို့ကိုဝင်နှစ်လရှိချိန်ထိစိုးထက်အောင်နေ့ မြန်နိုးတို့ပွားလေးကတတရရှိခဲ့တယ်။ဒီကိုဝင်ရလာတဲ့အချိန်မှစ၍ငွေရေးကြေးရေးအဆင်ပြေလာတဲ့စီးပွားရေးကြက်တဲမှုမရှိတော့တာသမီးရကန်ကောင်းတယ်ဟုဆိုရမယ်။တို့ပေမဲ့တညနေကင်းမှာတော့ဟဲ့ကောင်မဖာတဲမလာခဲ့စမ်းဟင်မောင်ရက်တွေမူးလာပါလားဘာလို့အများကြီးတောက်လာတာလဲမောင်ရယ်ဖာမောင်လေဤကောင်မောင်ပါလားငါ့ကိုမောင်လို့ခေါ်စရာမလိုဘူးမောင်ပါတွေဖြစ်နေတာလေမြန်တို့ဘာမှကိုနားမလဲတော့ဘူးဟော အခုတော့ရန်တွေတယောက်ဆောင်ကောင်းနေတယ်ပေါ့ဟုတ်လားငါ့ကိုမမှန်ပြောစမ်းနင်းပိုက်ထဲကကလေးကဖေကောင်းနဲ့လုပ်ပြီးရလာတယ်ကလေးလေရှင်မလို့ရီပြောလိုက်တာလေမောင်ရင်ဒါမောင်ရင်သူစစ်စစ်ပါဘာမောင်ရင်သူလေငါ့ကိုထက်လိမ်ဖို့မကြိုးစားနဲ့တော့ငါအားလုံးသိပြီပြီနင်ငါ့ကိုပေးတဲ့တိန်30ကနင်သွားခံပြီးရခဲ့တဲ့ပတ်စံတွေမလားမျက်နှာသူပြန်ပြေတော့ပဲရှာကြီးတငင်သာငုံနေတော့တယ်ဖာတယ်မငါ့ကိုလက်ကျိုးလာထန်းခိုင်းနေသေးတယ် ငါနွားမဟုတ်ဘူးကဲတိရလားပေါ့လမရဲ့မြန်နှိုးသူကြီးပါပြင်ပေါ်တော့စိုးတက်မောင်ကြီးလဝကအချိန်ပြင်းစွာရိုက်ခတ်သွားတယ်မြန်နှိုးတောင်းမှန်ပါတယ်မောင်ကြီးမောက်စင်းစင်းရဲနေတာမြန်နှိုးမကြည့်ရလို့ပါဒါပေမဲ့ဒီကလေးကမောင်ကလေးပါမောင်ကြီးဒါတော်ထက်လိန်ချင်းနေသေးတယ်ဟုတ်လားကောင်မလိန်ချင်းကွာလိန်ချင်းမြန်နှိုးသူကြီးပိုက်အားခြေဖြစ်သုံးလက်ချက်ဆင့်ကန်လိုက်တယ်အင်းရှိလေကားတက်လီမှာမြန်နှိုးသူပြေးလဲကျသွားတဲ့ဟဲ့ဟဲ့ ခြေလုံးလက်လုံးတွေဖြစ်ကုန်ပဲဆိုတယ်မောင်တော်တော့ဒါနမင်းမမဟုတ်ဘူးလားနင်းဘလို့ယောက်ျားလေကိုင်းမကိုစောင်းရင်လို့ရလားဟာဘေးကန်းရက်ခမ်းမမြန်နိုးသူဤတငယ်ချင်းခခင်မျိုးပြင်းစင်လာပြီးမြန်နိုးသူအားထုတ်ပေးလိုက်တယ်ဆိုတယ်မောင်အားထပ်မလို့ရန်လဲတားမြစ်နေတဲ့ရပါတယ်ခင်လေးရေမောက်မှာပြစ်မရှိပါဘူးငါမှသာပြစ်ရှိတာပါဘာလို့နင်ကပြစ်ရှိရမှာလဲနင်းယောက်ျားကသာဟဲမြန်နိုးသူ့သူ့ရေမြန်နိုးသူဤထမိန်မှာတဆင့် သွေးများယူဆင်းကြလာတယ်။ဟဲ့ဆိုထမောင်နေမကိုစေးရုံပို့ရမယ်။စေးရုံကိုအမြန်ဖုတ်ဆက်။ဥယောင်မဆက်ဘူးကွာ။ပြက်ကြသွားလေအေးတာပဲ။အဲ့ဆောက်ကလေးကငါကလေးမဟုတ်ဘူး။ဖိုးတို့ပြောပြီးတောက်ချက်ခောက်ကဆိုထမောင်ပြင်းစိုးထွက်သွားတယ်။မြန်တို့သူအားတစ်ချက်ပင်ငှက်မကြည့်။မြန်တို့ရဲ့နေမလေးဝကြွေးကြီးလိုက်တာဟဲ့။နေအောင်ငါစေးရုံကို ဖုံးဆက်လိုက်အောင်မယ်။ဤတို့ဖြင့်ခင်မျိုးပင်ဥဆောင်ကမြန်တို့သူအားစေးရုံတင်းခဲ့ပါတော့တယ်။ စေယုံရောက်တော့ထင်းတဲ့တိုင်းကိုဝင်ကပြတ်သွားပြီဒါပေမဲ့ကလေးကထွက်မလာလို့ကလေးအသေးကိုပိုက်ခွဲပြီးထုတ်ရပြန်တယ်မျက်နှိုးသူကြီးပေးတွင်ခင်မျိုးတယောက်ထဲသာအစာဆုံးလိုက်လုပေးနေရတဲ့စိုးတဲ့မောင်ကတော့ဘယ်ရောက်လို့ပြပောင်းမှန်းမသိအိမ်တို့လည်းပြန်မလာကြည်မျက်နှိုးသူတယောက်စိတ်တော်တော်ထိကြိုက်သွားပုံရတယ်သူ့စိတ်တွေကပုံမှန်မဟုတ်တော့အမြဲတမ်းငုံငိုင်းကြီးဖြစ်နေလေတဲ့စေယုံကမစင်ငင်တပတ်လို့ညတကြမှာတော့မျက်နှိုးသူအိမ်နေရာမှာရုတ်တရက်ထလာတော့ကြောင် ဘေးရင်လူနာဆောင်ဖြစ်အိတ်နေတော့ခင်ငယ်မျိုးလဲနိုးလာလေမြန်တို့သူအပေါ်သွားခြင်းလို့လားမြန်တို့သူကစကားပြန်မပြောကြည်အပြင်ဘက်သို့တစ်ချက်လှမ်းကြည့်လျှောက်သွားတယ်ဟဲ့နေအောင်လေငါလိုက်ခင်မေခင်မျိုးနောက်ကလှမ်းခေါ်ပြီးတော့လေမကြားတဲ့ကဲ့သို့ပင်ဆက်လက်လျှောက်သွားတယ်မြန်တို့အိမ်သားကဒီဘက်မှာလေနင်းဘဲကိုသွားမလို့လေရှေ့မှာမင်းမရှိဘူးမောက်မဲနေတာပဲနင်းပါလို့မလို့လေမြန်တို့သူကအိမ်သားဘက်ကိုသွားသည်လျှောက်လှမ်းနေစန့်ကျင်ဘက်ကို ချိုးကွေသွားတယ်။မြင်းတို့စံမသွားနေတော့ပြန်လာခဲ့မောင်မဲနေတာပဲဟာ။ခင်မျိုးလှန့်ခေါ်နေတော့လေမြင်းတို့သူကတော့အမောင်တဲ့သူဝင်ရောက်သွားလိမ့်တယ်။ဒုက္ခပဲ။ဂျူဒီကြားတယ်နတ်တွေကိုသွားခေါ်မှာပဲ။မောင်မဲနေတော့ငါလည်းစံမလိုက်ရတော့ဘူး။ထို့သောရည်စုကညဇူဒီကြားနေတော့နတ်များခန့်သို့ပြေးလိတော့တယ်။ဆ iam မဆ iam မကျမလူနာမိမထုံးထားတဲ့ကိုရာဘက်ကိုထွက်သွားလို့လုံးကြပါဦး။ချင်းဘယ်မိမထုံးထားတဲ့ကိုရာဘက်လဲ။ ိမ်သာသွားတဲ့ဘက်နဲ့စက်ညင်ဘက်ကော်ဒါဘက်ပါဆရာမဟာအဲ့ဒီဘက်မှာရင်ဝဲဝင်ပဲရှိတာမဖြစ်ဘူးမဖြစ်ဘူးအချိန်မတော်ကြီးတခုခုဖြစ်ကုန်လိမ့်မယ်ခဏလေးနေအောင်အလုံးသမားနှစ်ယောက်ကိုခေါ်လိုက်အောင်မယ်ဟုတ်ကဲ့မမြန်လေးခေါ်ပေးပါဆရာမရေကျမတန်ငယ်ချင်းတို့ကစိတ်ပူလို့ပါအလုသမားယောက်ျားကြီးနဲ့အိုတဝင်ကြနဲ့နေခင်မျိုးတို့ရင်ခွဲယုံရှိရောက်သွားတော့မြန်နိုးသူကရင်ခွဲယုံတကားကိုခေါင်းပြတရုံးမီအောင်တိုက်နေတယ်။အသည့်စိတ်ကင်းမဲ့နေသောပုံစံမျိုးဖြစ် လက်နှစ်ဖက်ကိုစုံကြခါပိတ်ထားသောတကားအားကောင်းဖြင့်ဇက်တိုက်ဇက်တိုက်တိုက်နေတယ်။ဟာအဲ့ဒီခလေးမတော့ဘာလို့ရှောက်လုံနေရလဲမသိဘူး။ရင်ခွင်းရုံတကားကမကောင်းဘူးဒုက္ခတော့ရောက်ကုန်တော့မှာပဲ။အလုသမားဦးကြီးတယောက်ကထိုးသွေးရေရုပ်ပြီးမြန်နိုးသူအားတယောက်တစ်ဖက်ချုပ်ကတာဖော်မီးရဲ့ဆောင်တို့ပြန်ခေါ်လာခဲ့ကြတယ်။မြန်နိုးသူဤနှဖူးတွင်ထွက်နေသောသွေးများကိုနှက်ကစိတ်ကြောတုတ်တင်ပေးပြီးပတိစီပေးတယ်။ထို့နောက်အိတ်စီတလုံးထိုးပေးချိန်မှာတော့ မြန်တို့သူနင့်ချာချာအိမ်မော့ကြသွားလေရောတယ်ဆေးုံကဆင်းလာကလေးကမြန်တို့သူတယောက်ပုံမှန်မဟုတ်တာခင်မျိုးသတိထားမိတယ်တဲတဲ့မဲသားတွေကြီးချက်ထိုင်းနေတယ်အော်သူလဲတာလျှော့ထားတာဆိုတော့အားရှိဖို့လိုတယ်ဆိုပြီးဘာမှမပြောဘဲလိုလိုက်လာပြီးချက်ကျူးနေရကတနေ့ကိုသူတယောက်တည်းအမဲသား80သားလောက်ကုန်တယ်ထို့ကြောင့်စော်စားရင်ပြောလေရတော့တယ်မြန်တို့နင်ကိုတလို့မဲသားတွေရန်စားလာတယ်နော်အရန်စားလို့မကောင်းဘူးဟာ တော်အောင်သိအောင်ပဲကောင်းတယ်ငါကစီနာနဲ့ပြောတာနော်တော်ကြချက်ကျွေးရလို့ပတ်စံကုန်လို့ပြောတယ်ထင်နေဦးမယ်ရှာမရှင်နဲ့ဟာချက်မှပြချက်ဆက်မှငါပိုက်စာနေပြီဖះရီခင်မျိုးအံ့ဩသွားတယ်မြန်းတို့ကတခါမှသူ့ကိုစကားကြမ်းကြမ်းမပြောခဲ့ဘူးယခုတော့အရင်ကမြန်းတို့နေကွဲပြားလုံးစွာစကားတန်တို့ကပြောင်းလဲနေတယ်ကြက်တော်မင်းမြန်းတို့ရဲ့ခဏတော့ဆောင်းလိုက်အောင်မဆောင်းနိုင်တော့ဘူးဟာငါပိုက်စာနေပြီစားတော့မင်းထိုးထိုးပြောပြီး အမဲသားချက်နေတော့ဦးရဲမှာအမဲသားတစ်ဖက်ကိုဇက်ကနေနှံ့ယူပြီးပါဇက်ထဲသို့ထည့်လိုက်တော့လေဟဲ့မြန်းတို့ပူမင်နော်တတိထားခရင်မျိုးကတတိလန်းပြီးတော့လေအမဲသားတို့ကတော့မြန်းတို့ရဲ့ဘိုက်ထဲသို့ရောက်သွားနေပြီဖြစ်တယ်ရပြီရပြီအချိန်ကုန်ကန်ပြီချက်မနေတော့နေလုတ်သွားအောင်မယ်မလားတော့တော့ငါဘာသာငါစားတော့မယ်အေးအေးပါဟာဟဲ့နေထမင်းနဲ့လေစောင်းနော်ထမင်းမစားပဲအမဲသားကြီးပဲစားနေတာ၃ရက်ရှိနေပြီငါတတိထားကြည့်နေတာ ငါမစားချင်ဘူးထမင်းဟဲ့မစားချင်လို့မရဘူးလေထမင်းမစားမယ်မရဘူးရော့ထမင်းနဲ့စားနင်ထမင်းနဲ့စားလို့ကောင်မငါလှုပ်သွားမယ်နင်းကိုဒီတိုင်းလှုပ်ထားလို့မရတော့ဘူးခင်မြုတ်ကထမင်းခိုးပေးလိုက်ပြီးဘေးနားမှာထိုင်ကြည့်နေရမှာဆောင်ကြီးအောင်ကြီးနဲ့ထိုင်စားတော့တယ်မြန်းတို့ထမင်းစားနေတာကိုကြည့်ရင်ခင်မြုတ်တနာမိတဲ့သူခင်မယောက်ျားကိုအရန်ချစ်လို့လှုပ်ခဲ့မိတဲ့အမတခုကြောင့်ရက်ခုတော့လင်းပစ်တာလဲခင်ရ ကလေးကိုလည်းစုံစုံလိုက်ရပြီ။မညမီလို့အယူတယောက်လို့စိတ်တွေက ပုံမှန်မဟုတ်တော့။စိုးတဲ့မောင်ကိုလည်းလိုက်ရှာပေးအောင်မယ်။မြင်းတို့တယောက်တည်းဒီတိုင်းလှထားလိုက်ရင်ခင်မျိုးလှုပ်သွားနေသည့်ချိန်မျိုးဆိုစိတ်မချရ။မြင်းတို့တော့ပြီလား၊ဝါပြီလားဟာ။ထမင်းစားနေရင်ရုတ်တရက်ရေချိုးခန်းဘက်သို့ထွက်ထွက်သွားသဖြင့်လှမ်းမေးလိုက်ခြင်းဖြစ်တယ်။မြင်းတို့ကတော့ပြန်မဖြစ်။အရင်ကလည်းဝါပြီဆိုလျင်ဘာမပြောညာမပြောလက်ထဆေးသဖြင့် ယခုလဲစားလို့ဝပြီဟိုခင်မျိုးထင်မိတယ်။အေးနေဝပြီဆိုရင်လေငါပကန်းညီစီးလိုက်တော့မယ်။လက်စေးပြီးအရှိမအစာကြီးအောင်လမ်းလေးပါလေးထွက်ရှောင်းတော့။ထို့သူပြောပြီးပကန်းများအားစိတ်နေလိုက်တယ်။သို့တော့ပကန်းစေးပြီးသည့်ထိမျက်နှာထွက်မလာသေးတော့ကြောင့်စိတ်ပူကရေချိုးခန်းထဲသို့ဝင်ကြည့်လိုက်တော့။အာခင်မျိုးမြင်လဲရသည်ကရေချိုးခန်းကြက်မြင်နေခြေဘွားတောင်လောက်လွတ်ကကျိုးဆဲချသေဆုံးနေတော့မျက်နှာခင်မျိုးရုတ်ရက်ကြောက်လန့်ပြီးဘာလို့လို့ဘာကန်ရမှန်းမသိဘူး။ တွဲလောင်းဖြစ်နေသောလောင်းကိုသာတွေ့ကြည့်နေမိတယ်။လေးထဲကထမရကျိုးကဲ့သို့ကြစ်လီပြထားပြီးကျိုးဆွဲချတည်ဆုံးခြင်းဖြစ်ပေတယ်။မျက်လုံးများပြုတ်ထွက်နေတဲ့အသက်မက်နေသော ထိုမျက်လုံးများကခင်မျိုးအားစိုက်ကြည့်နေတယ်။ပါးစပ်တွင်လည်းထမင်းလုံးများပြင်ကျန်လျက်ရှိတယ်။ထိုပါးစပ်အားကြည့်နေရင်ကတက်ပြေးပြေးပြုတ်အောင်တန်းလာတယ်လို့လို့နှုတ်ခမ်းတစ်ချက်တိုးသွားသည်ကိုမြင်လဲရတဲ့အခါမှာတော့အမလေးကြားမအောင်ရှင်မြန်နိုးသူဆုံးသွားတော့မှာ စိုးတက်မောင်ကအဆောင်သို့ပြန်လာတယ်။ဇပင်းနေရွှေပြီးမုတ်စိမွေပတိုင်းမှုတွေနဲ့ချက်ချင်းမမတ်မိလောက်အောင်ရုပ်ကပြောင်းလဲသွားတယ်။သူလည်းသူ့ခံစားချက်နဲ့သူလေလွင့်နေခြင်းဖြစ်ပေတယ်။ယခုမြန်တို့ဆုံးသည့်ဆိုသောတရင်ကြမှာပြန်ပေါ်လာခြင်းဖြစ်တယ်။သူလည်းမြန်တို့ကိုချစ်ခဲ့သည်လေ။အခြေကြီး၍မျက်ကြီးခဲ့ခြင်းသာဖြစ်၍တဲ့သို့တော့ထိုမြတ်ဒေါသကစိုးတက်မောင်ကို နောင်လာတရားဟုသောလက်ဆောင်ကိုပြန်ပေးခဲ့တယ်။အခါလွန်သောနောင်တာဖြစ်တဲ့ထိုထက်ပိုနောင်တာရရှိသည်က မြန်တို့တို့ကြီးကျန်းခဲ့တော့ပစ္စည်းများကိုတင်းဆဲနေရင်ဒိုင်ယာကြီးစာအုပ်လေးတုပ်ကိုတွေ့ခဲ့ခြင်းဖြစ်တယ်။ထိုစာအုပ်ထဲတွင်စိုးထက်မောင်မျက်နှာတစ်ချက်မငယ်စေဘူး။မြန်တို့တို့တယောက်အဆအဆရရဖြစ်စီဖြစ်ခဲ့ပုံများအဆပြု၍မွေးလာမီကလေးနှင့်မြန်တို့တို့လင်မြနောက်ဘလို့ဘဝလေးကိုတီထောင်မိစသဖြင့်ရေးသားထားလေတယ်။ထိုစာအုပ်ကိုဖတ်ပြီးသည့်နောက်ပိုင်းမြန်တို့သူ့ပေါ်ကျူးလွန်ခဲ့သည့်မိုက်ပြင်းများကိုတီးခဲ့ပြီးဖြစ်တော်လေမြန်တို့သူ့ပေါ်တောင်းပန်ခွင့်မရှိတော့ အချိန်ရှိတိုင်းထိုစာအုပ်လေးကိုသာဖတ်ပြီးစိတ်ကလင်းကစားဖြစ်ခါတယောက်တည်းစကားတွေပြောလိုက်တခါတရံတွင်ထထအော်လိုက်ဖြစ်နေသဖြင့်စိုးတက်မောင်မိဘများကထိုဆောင်မှပြန်လေခေါ်ဆောင်သွားကြတယ်စားကိုဖတ်တိုင်းထိုတို့ဖြစ်နေသဖြင့်မိဘများကစားအုပ်ကအမျိုးမျိုးဖျောက်ဖျက်တော်လဲထူးဆန်းစွာပင်စိုးတက်မောင်ဧကန်တွေ့တို့ပြန်လေရောက်ရှိနေတတ်လိမ့်ရက်ကိုထိထိုစာအုပ်လေးမိတို့မှဖျောက်ဖျက်များသေးကြစကားချက် ဤသို့ဖြင့်မြန်နှုတ်သူတဖြစ်လေထိုတဆေမသည်ယောက်ျားဆွဲသားဆွဲဖြင့်မကြုံမလို့ဖြစ်နေကြောင်းခင်မျိုးတယောက်သိလက်ရတော့တယ်တငငချင်းဖြစ်သူတို့လည်းစိတ်မကောင်းဖြစ်မိတယ်မြန်နှုတ်သူဆုံးသွားကြတဲ့ကကီတီဘီလောက်ကိုဆွန့်လွတ်ခဲ့ပြီးထိုဆောင်မှရွှေပြောင်းကတခြားအတမအာစုကအလုပ်တစ်ခုကိုလုပ်ကင်ခဲ့ဒီမှာနှစ်နှစ်နီးပါးရှိပြီဖြစ်တဲ့ပြင်ထိုအချင်းရများအားမသိခဲ့ခြင်းဖြစ်ပေတယ်စိုးတံမောင်မျိုးဝများနေမြန်နှိုးသူမျိုးဝများကလည်းခင်မျိုးတံမတဆင့် အကြောင်းကိုကြားသိရသောအခါစိတ်မကောင်းကြသောကြောင့်ကွယ်လွန်သူအားယေရှုကအိမ်နောက်တဲ့အဆောင်ရှိထိုးခန်းမှာဖုန်ကြီးပြင်ပြီးကောင်းမှုကုသိုလ်များပြုလုပ်ပေးခဲ့ကြတယ်။အမြဝေကြားသည့်အခါမြန်နိုးသူဤခင်မိုးစိတ်ပေါက်ပြန်နေသောဆိုးထက်မောင်အားချော့မုတ်၏အမြကိုခိုင်းပါတော့လေအစွဲကြီးသောတစီမမြန်နိုးသူမှတာတို့မခေါ်သည်လားတာတို့ခေါ်ခွင့်မရသည်လားမသိ။ယနေ့တစ်ထီတိုင်းထိုးဆောင်ရှိသူတို့လင်မြနေထိုင်ခဲ့သောအခန်းတွင်၆လက်နေစံ၆လက်နေမြေဖြစ်ပါရဲ့။ တဘာဝကြယတာပေါ်လင်စီရန်စကားအသုံးလုံးကြက်ကြက်များအသုံးပြုထားခြင်းအတွက်စာဖတ်သူအပေါင်းအားအနုံညွန်တောင်းပန်အပ်ပါတယ်ဖြစ်မှန်အားပြောရပြီးသူမက်ခင်မျိုးအမီလွယ်အားကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာစိုင်းဆရာဆမင်းအောင်ယူပါရေးသားထားတဲ့ depression ဆိုတဲ့ဖြစ်မှန်ဇလန်းကောင်းလေးကတော့ဒီမှနေပြပါပြီခင်ဗျာဇလန်းလေးကိုစောင်းအောင်နားထောင်ပေးကြတဲ့အတွက်တအူးတယောက်ချင်းစီကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ